လာပါရှင်ချင်းလင်းချန်နယ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်အပရလ16ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့မင်းတမြုပ်ကိုစစ်ကောင်စီလေးကြောင်ပုံကျဲတက်ခိုင်မှုတွင်နေအိမ်ခုနှစ်လုံးပျက်စီးကြောင်းကလေးမျိုးတွင်ပုံပေါက်ကွဲပြီးချင်းလူမျိုးကလေးနှစ်ဦးပွေချင်းပြီးတေဆုံကြောင်း စစ်ကောင်စီထိန်းချုပ်နေမည်မှာနိုင်ငံရဲ့လေးပုံတပုံပြင်မရှိတော့ဘဲ2025ခုနှစ်တွင်တိုလှန်ရေးအပြီးသက်အောင်ပွဲရယူရေးကြိုးစားရမယ်လို့ NUG ယာယီသမရကတိုလှန်ရေးအင်အားစုအလုံးကို တိတ်တွင်းကြောင်းပုတ်ပြင်းမြူနေတောင်ရွာအခြေစိတ်ပြိုစောတိစခန်းကိုဝင်ရောက်တိုက်ခိုက်မှုတွင် ပြိုစောတိခေါင်းဆောင်သေးဝင်းတည်ဆုံပြီးလက်နက်စေးလက်နက် KM များတင်စီရရှိကြောင်း မြန်မာရိုးရာနှစ်တကူနှစ်ဆန်းတရနေ့စစ်ကောင်စီစစ်တပ်ကမိုးကုံမြို့နယ်အတွင်းသို့လေကြောင်းဖြင့်ပုံကြီးချတိုက်ခိုက်ကြောင်းနဲ့အကြံဖက်စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမှုထောင်ကိုပြီးထောင်စုစီတူတင်ကဟဘွေချင်းမင်ကြောင်းတို့ပဲဖြစ်ပါရရှင်မင်းတမျိုးကိုစစ်ကောင်စီလေးချောင်းပုံကျဲတိုက်ခိုက်မှုတွင်နေအင်းခုနှလုံးပြက်စီသွားတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ချင်းပီတောင်ပိုင်းမင်းတမျိုးကိုအကြံဖက်စစ်ကောင်စီကမင်းငတ်နေပိုင်းက လေကြောင်းတက်ခဲမှုပြုလုပ်ရမှာလူနေအိမ်ခုနှလုံးပျက်စီးသွားတယ်လို့မင်းတက်ဒေတာခန့်တွေထံကသိရှိရပါတယ်။စစ်ကောင်စီကင်းစင်ပြီးဖြစ်တဲ့မင်းနမြုတ်ပေါ်တနေရာကို April 16ရက်နေ့ညနေပိုင်း9:00နာရီမိနစ်20ဝန်းကျင်လောက်မှာပေါင်250ဘုံလို့ယူဆရတဲ့ဘုံနှလုံးနဲ့စစ်ကောင်စီကတက်ခဲခဲ့ပြီးဘုံကျဲတက်ခဲမှုကြောင့်နေအိမ်ခုနှလုံးပျက်စီးသွားပြီးလူထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။ အကြံဖက်စစ်ကောင်စီဟာမြင်းတမျိုးကိုမကြာခဏပုံကျဲတိုက်ခိုက်မှုပြုလုပ်နေပြီးအပရလ23ရက်နေ့ကလည်းမြင်းတမျိုးမှနှစ်ချင်းဖျားကြောင်ပျက်စီးခဲ့ပါတယ်အပရလ10ရက်နေ့ကလည်းမြင်းတမျိုးအနီးဖြီကျေးရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုကြောင်ကလေးငယ်2ဦးနဲ့ဘာသာရေးဆရာအပါအဝင်အယက်သား6ဦးတေဆုံးခဲ့ရတယ်လို့သိရှိရပါတယ်ရှင် ကလေးမျိုးတွင်ပုံပေါက်ကွဲပြီးချင်းလူမျိုးကလေးနှစ်ဦးပွေးချင်းပြီးတည်ဆုံသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။စကိုင်းတိုင်းကလေးမျိုးတောင်ဖီလာရွက်ကနေမီကူနေပြည်တော်ဝန်ထမ်းအင်ယာတွင်ပုံပေါက်ွဲပြီးချင်းလူမျိုးကလေးငယ် မြေကူနှစ်ဦးပွေချင်းပြီးတည်ဆုံသွားကြောင်းသိရှိရပါတယ်။ April 16ရက်နေ့နာနဲ့ပိုင်း၈နာရီအချိန်ခန့်တွင်ကလေးငယ်နှစ်ဦးဟာဝန်ထမ်းအင်အားနေအိမ်ချံဝန်းတွင်စော့ကစားနေချိန်နေအိမ်အနီးနားရှိဘုံကိုစော့ကစားမိရာမှပောက်ကွဲပြီးတည်ဆုံခဲ့ခြင်းဖြစ်တယ်လို့ဒေသခံတို့ကပြောဆိုထားပါတယ်။ကလေးမျိုးတောင်ဖီလာရက်ကွက်နေဒေသခံတို့က ပောက်ကွေးတန်ကြာပြီးအိမ်ပင်ထွက်ကြည့်လိုက်တော့ကလင်းငယ်တွေတဆဆီဖြစ်သွားတာကိုတွေ့ရှိရပါတယ်။ဘုံကဘသူကထားရမသိဘူး။အဲ့နေရာကတော့စစ်တက်ရှိတယ်လို့ချင်းလင်းချန်နယ်သတင်းဌာနတို့ပြောဆိုထားပါတယ်။တေဆုံးသူမိသားစုဟာကလင်းမြို့နေပြည်တော်တာယွာမှကလင်းမြို့ပေါ်တို့စစ်ဘေးတန်းရှောင်လာကြသူများဖြစ်ကြပြီးတေဆုံးရုပ်အလောင်းများအားပြည်တော်တာယွာတို့တေဆောင်သွားကြတယ်လို့ဆိုပါတယ်။ အိမ်သားမှဘုံထိပ်ပြီးကလေးနှစ်ယောက်ဒေသွားတာအမေနေရာဝန်ကြီးရင်ဘလို့ခန်းစားရမလဲခေါင်းပြက်ချေပြက်အသေးဆိုးနဲ့ဒေတဲ့ကလေးနှစ်ယောက်ဘလောက်ထိရင်နာရမလဲမိမတွေမှာလဲယောက်ျားလေးကလေးနှစ်ယောက်ပဲရှိသေးတာနှစ်ယောက်စလုံးဒေတာမခန်းစားတတ်ဘူးလို့ဆက်လက်ပြောဆိုထားပါတယ်ကလေးမျိုးတောင်ဖီလာရက်ကွက်နေမေကူနေပြော်ဝန်ထမ်းအိယာဟာစစ်ကောင်စီတက်ဆွဲထားတဲ့ဂိမ်းနဲ့အနီးဆုံးရှိတဲ့ရက်ွက်တစ်ခုဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ စစ်ကောင်စီထိန်းချုပ်နေမှာနိုင်ငံရဲ့လေးပုံတပုံပြင်မရှိတော့ဘဲ2025ခုနှစ်တွင်တော်လှန်ရေးအပိသက်အောင်ပွေးရယူကြီးဂျူစာရမယ်လို့ UNG ယာယီသမရကတော်လှန်ရေးအားစုအလုံးကိုတိတ်တွန်းထားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ အကြံဖက်စစ်ကောင်စီကထိန်းချုပ်ထားသောနေမြေမှာနိုင်ငံရဲ့လေးပုံတပုံပြင်မရှိတော့ပဲ2025ခုနှစ်အတွင်းဒိုလန်ရဲ့အပိသက်အောင်ပွေးရယူကြီးဂျူစာရမင်းဖြစ်ကြောင်းအမျိုးသားညီငွေရဲ့အဆိုအရ AUG ရဲ့ယာယီသမရဒိုဝလာရှီလာကယနေ့ကြာရောက်တဲ့မြန်မာနှစ်တစ်ခုနှစ်အဖြစ်တိုင်းပြည်သို့ပြောကြားထားသောမိန့်ခွန်းတွင်တိုက်တွန်းပြောဆိုလိုက်ပါတယ်။ စစ်ကောင်စီဟာနိုင်ငံတမိုင်းတလျှောက်တွင် အကြီးမားဆုံးသောဆုံးရှုံးမှုများကိုရင်ဆိုင်နေရပြီဖြစ်ကြောင်းစစ်တပ်ရဲ့ထိန်ချုပ်နေမည်မှာနိုင်ငံရဲ့လေးပုံတပုံဖြစ်မရှိတော့ကြောင်းပြောဆိုထားပါတယ်။ယာယီသမရဂျိုဝလာရှိလာကဒီကနေ့အချိန်မှာစစ်ကောင်စီအနေနဲ့မြန်မာ စစ်တမိုင်းတလျှောက်အကြီးမားဆုံးဆုံးရှုံးမှုတွေကိုရင်ဆိုင်ကြုံတွေ့နေရပြီဆိုတာအလုံးမျက်မြင်ပဲဖြစ်ပါတယ်။နိုင်ငံတော်မှာစစ်ကောင်စီထိန်ချုပ်နေမည်က လေးပုံတစ်ပုံတော့မရှိတော့ဘူးဆိုတာကိုမေပင်အချက်လက်တွေကဖော်ပြနေပါတယ်။ယခုဆိုရင်ညွေဦးတော်လိုင်းကြီးကလိမ့်နှစ်ကျော်လွန်လာပြီဖြစ်ပါတယ်။တော်လိုင်းရဲ့အချိန်ကာလကြာမြင့်လာတာနဲ့အမျှဘီတူလူထူထိခိုက်ခံစားရတာတွေလည်းကြီးမားသလိုတိုင်းပြည်လေးနဲ့နာခဲ့ရပါတယ်။တဖက်မှာလည်းတိုင်းပြည်နဲ့ပြည်သူဗန္ဒာတွေကိုကုတ်သွေးဆုပ်ပြီးပြည်သူကိုစစ်မပြုတ်နေတဲ့စစ်အုပ်စုကို တိတ်ထုတ်ရတဲ့တိုးလှန်ရေးဖြစ်တယ်လို့စစ်အာဏာရှင်နဲ့အာဏာရှင်မှန်သမျှကိုစစ်အာဏာရှင်အမှုအကျင့်အတွဲခေါ်မှန်သမျှကိုအဆုံးသက်ရေးအတွက်ဆင်နွှဲနေရတဲ့တိုးလှန်ရေးဖြစ်တာကြောင့်ခက်ခဲကြမ်းတမ်းမှုတွေအများကြီးရှိတယ်ဆိုတာကိုလည်းအရှိတရားကျကျကြည့်မိရမှာဖြစ်ပါတယ်တက်နိုင်တဲ့မြတ်ဒီတော်လှန်ရေးကိုအမြန်ဆုံးအောင်မြင်အောင်လှုပ်ဆောင်ပြီးဘီသူလူထု ထိုင်ထားရတဲ့ဝင်ထုတ်ဝင်ပူပဖြုတ်သွားအောင်ကြိုးစားရမှာဖြစ်ပါတယ်လို့ပြောဆိုထားပါတယ်။ဒါပြန်ယခု2025ခုနှစ်တွင်ကြီးမားသောဒေါ်လန်ရေးအလှည့်အပြောင်းဖြစ်စေရန်ဘီတူလူထုအတွက်အပီးသက်အောင်ပွဲအလင်းရောင်ယူဆောင်သွားနိုင်ရင်ဒေါ်လန်ရေးအင်အားစုများအားလုံးကကျူးပန်းရမည်ဖြစ်ကြောင်း၎င်းကတိတ်တွင်ပြောဆိုထားပါတယ်။ အထူးသဖြင့်2025ခုနှစ်မှာကြီးမားတဲ့ဒိုလန်ကြီးအလှည့်ပြောင်းဖြစ်လာမယ်နှင့်ဗီတူလူထုအတွက်ဒိုလန်ကြီးအပြည့်သက်အောင်ပွဲအလင်းရောင်ကိုယူဆောင်သွားနိုင်မယ်နှစ်ဖြစ်ဖို့ကျွန်တော်တို့ဒိုလန်ကြီးအင်အားစုတွေအားလုံးစားတဲ့တပူကြိုးစားသွားရမှာဖြစ်ပါတယ်လို့ဆက်လက်ပြောဆိုထားပါတယ်လက်ရှိတွင် NUG အပါဝင်ဒိုလှိုင်းရင်အားစုများကမြန်မာနိုင်ငံတဝန်းလုံးတွင်မြို့ပေါင်း၁၀၀နီးပါးကိုတက်ခိတ်သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ ဘုတ်ပြင်းမြုံနေတောင်ငယ်ရွာအခြေစိတ်ပြူစောရီစခန်းကိုဝင်ရောက်တိုက်ခိုက်မှုတွင်ပြူစောတိကောင်းဆောင်ထေဝင်းတည်ဆုံပြီးလက်နက်စေးလက်နက်ခေရမ်းများတိမ့်စီရရှိထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမရှင်။တင်းနေတာရီတိုင်းဘုတ်ပြင်းမြုံနေတောင်ငယ်ရွာအခြေစိတ်ပြူစောရီစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာပြူခေါင်းဆောင်ထေဝင်းတည်ဆုံပြီးလက်နက်စေးလက်နက်ခေရမ်းများတိမ့်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။ဧပြီလ16ရက်နေ့နာနဲ့အစောပိုင်း3နာရီအချိန်ခန့်က ်မုတ်ချင်းမြို့နေတောင်ငင်ရွာအခြေစိတ်ရွှေကင်းညူရွာအကြံဖက်စစ်တပ်လက်အောက်ခံ ပြူစောတိစခန်းအားဘီတုကာကိုရေးတဖွဲ့ဝင်များကဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ရာ ပြူစောတိကောင်းဆောင်ထေဝင်းတေဆုံးပြီးကြံပြူစောတိများထွက်ပြေးသွားကြောင်းတနင်္သာရီမြို့နေပါကဖာမှတာဝန်ရှိသူတို့ကပြောဆိုထားပါသည် တနင်္သာရီမြို့နယ်ပါကဖားမှတာဝန်ရှိသူတို့ကအင်အားကဆေးရောက်ကြကြောလောက်ပေးရှိတာဖြူစောတိကောင်းဆောင်တယောက်သေးတာဂျနက်သူတွေကလက်နက်ခရဲတွေအားလုံးကိုထားခဲ့ပြီးပြီးတာကျွန်တော်တို့ဘက်ရဲဘော်တွေအားလုံးပြန်ဆုတ်လာပြီးကျွန်တော်တို့ဘက်ရဲဘော်တယောက်တော့ပေါင်မာထိခိုက်တင်ရရတယ်မစိုးရင်ရဘူးလို့ရန်ကုန်ခေတ်တရင်ဌာနတို့အတည်ပြုပြောဆိုထားပါတယ်ရင်တက်ပွဲအတွင်းမှာအကျံဖက်စစ်တက်လက်အောက်ခံပြိုစောထီးများကင်ဆောင်တော့ AK အမျိုးသားတနက်ငါလက် ပိုင်အမျိုးအစားတင်တဲ့တလက် M16 အမျိုးအစားတင်တဲ့၃လက်79မမလောင်ချအမျိုးအစားတင်တဲ့တလက်40မမပုံတီ9လုံး 16G 20ကြောင်းကားပိုင်း G 9ကြောင်းဤကွေးမင်းတစုံ 16G ပေါက်2ခုစကားပြုတ်ဆက်တလုံးနဲ့ဆက်ဆက်ပစ္စည်းများဒိစီရရှိခဲ့ကြောင်းသိရှိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုတနင်္သာရီမြို့နယ်ဗီတုကာကွယ်ရေးအဖွဲ့ဘာကာဖတိုက်ခိုက်ရေးအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဗီတုကာကွယ်ရေးတပ်ဖွဲ့ဝင်တအူမစိုးရင်ရတန်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်ရှင်မြမယူရနှစ်တကူနှစ်ဆန်းတရက်နေ့စစ်ကောင်စီစစ်တပ်ကမုံကုံမြို့နယ်အတွင်းသို့လေကြောင်းဖြင့်ပုံကျချတိုက်ခိုက်ခဲ့တဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။မြမယူရနှစ်တကူနှစ်ဆန်းတရက်နေ့စစ်ကောင်စီစစ်တပ်က မူကုံမြို့နယ်အတွင်းသို့လေကြောင်းဖြင့်ပုံကျေးချသွားကြောင်း TNLA ရဲ့ထုတ်ပြန်ချက်နဲ့ဒေသခံပြည်သူများရဲ့ပြောဆိုချက်အရသိရှိရပါတယ်။ယနေ့နှစ်တက်ကိုနှစ်ဆန်းတရက်နေ့ April 18ရက်နေ့နန်းနက်စေနာရေးအချိန် TNLA တင်ပိတ်ထားသောမူကုံမြို့အရှိပိုင်းကစုပ်ကျေးရွာကိုစစ်ကောင်စီစစ်တပ်က Jet Fighter ဘုံတလုံးလာရောက်ကြီးချသွားပြီးထိခိုက်မှုအခြေအနေကိုဆက်လက်တရင်ထုတ်ပြန်မည်ဖြစ်ကြောင်း TNLA ကဆိုပါရယ် မိုးကုတ်ဒေသခံတူကဘုံကျေးသွားတာကမိုးကုတ်အရှိပိုင်းမစိုးရင်ကြောင်းတိတ်နာပါလေကြောင်းတိတ်ခိမှုနှစ်ကြိမ်လောက်သွားတယ်။ကစုပ်အနည်းကိုလေကျေးတယ်မစိုးရင်ကြောင်းတိတ်နဲ့နန်းຫນွေအကြာရွှေလိပ်ပြအောက်တကြောဘက်ကိုလေကျေးသွားတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနသို့အတည်ပြုပြောဆိုထားပါတယ်။စစ်ကောင်စီစစ်တပ်ကအပရလ2ရက်နေ့မှအပရလ22ရက်နေ့အထိရက်ပေါင်း20ကြာအပြစ်ခတ်ရစေခဲ့တော်လေ TNLA အုပ်ချုပ်သောမြို့နေများသို့စစ်အင်အားဖြည့်တင်ခြင်းထူးဆစ်ဆင်ခြင်းနဲ့တိတ်ပွေးဖြစ်ပွားခြင်းမရှိတဲ့နေရာများကို လေးချောင်းဖြင့်ပုံကျဲခြင်းများလှုပ်ဆောင်နေကြောင်း TNLA ကတရင်ထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်ရှင်။အကျန်းဖက်စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမှုထောင်ကိုပြီးထောင်စုစီတူတင်ကဟာဘွိချင်းမြင့်ထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။မြန်မာနှစ်ဆန်းတရက်နေ့အပရလ၁၉ရက်နေ့တွင်အကျန်းဖက်စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမှုထံအပါဝင် လူပေါက်ကို73ဦးကိုစစ်ကောင်စီစစ်တပ်ကပြီးထောင်စုစီတူတင်ကဟာပွေချင်းမြင့်ကျောင်းယနေ့တွင်ကျင်းပထားတယ်လို့သိရှိရပါတယ်။ဒေါက်တာမှုထောင်ဟာ2023ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့တွင်အာနာတိန်စစ်ကောင်စီစစ်တပ်ကဖွဲ့စည်းထားတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ်ဇုံမီ Congress for Democracy ဂျက်စီတီပါတီအထွေထွေအတွင်းရေးမှူးပူကင်ကမ်လျန်အစာခန့်အပ်ခြင်းခံရသူဖြစ်ပါတယ်။ ချင်းပြည်နယ်ထန်တလန်မြို့နယ်ရှိစစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမှုထောင်ရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့အိမ်ချမ်မီအားလုံးကိုမတ်လ24ရက်နေ့တွင်ချင်းလင်းဒီဖင်းစ်ဖော့စ်ထန်တလန်ကပြည်သူပိုင်အဖြစ်တင်စီထားကြောင်းထုတ်ပြန်ထားပါတယ်။ဒေါက်တာမှုထောင်ဟာထန်တလန်မြို့တစ်ခုလုံးမိရှုဖြစ်စည်းနေတဲ့အကြမ်းဖက်စစ်ကောင်စီစစ်တပ်ကိုအားပေးသူပြည်သူလူထုအပေါ်ရက်ဆက်ကြမ်းကြုတ်စွာအကောင့်ထေပေါ်ဆောင်ရွက်နေတဲ့လုပ်ငန်းများတွင်တက်တက်ကြွကြွပါဝင်သူ ဖြစ်တယ်လို့ CDF ထန်တလန်ကဆိုပါတယ်။ 2024ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့တွင်လဲဟာခမြုတ်စက်တာလမ်းရှိဒေါက်တာမှုထောင်ရက်နေအင်ကိုပြည်သူပိုင်အဖြစ်တင်စီထားကြောင်း Chilean Defense Force ဟာခကလည်းထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့တလောင်းနဲ့ပြန်လာတော့ပါမယ်ရှင်။ Challenge Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကုစိတ်နှစ်ပြားကျမ်းမွှင်လန်းပြီးဘေးရန်ခက်တဲ့ကင်းဝေးနိုင်ကြပါစေရှင်။